တန်တေသွားတော့အော်လူပြည်လောကလူဘဝကပူရနာရတေရအောင်မီမှန်ပေသည်တည်းသူတပီးကတင်တေသွားတော့တင်ဖွားသောမြေတင်တို့မြေသည်အခြေတုံးမြေကြံကောင်းသိသိမြူသားစာစကားလဲជីវတ်တမြင်ကြံကောင်းသိသိဦးချ၍အမြဝေရာစေတီသားနဲ့ ။တစ္ဆာအယောင်ညံတစ်ဆောင်လဲပြောင်းလဲရဲ့ဝင်းလျက်ကြံစည်တည်။စောကြီး။ဒီကဗျာကိုကျွန်တော်တို့ရုံကအခြေခံပညာတသမာရန်တက္ကသိုလ်ဝန်ထမ်းမြန်မာစာတွင်သင်ကြားခဲ့ရသည်။ဗေဒလန်းကို ပြဆောင်ပေးခဲ့သောဆရာစောကြီးသည်ယခုကဗျာနှင့်လည်းလူသိများထင်ရှားလာသည်။ဒီကဗျာကိုအဘဲကြောင့်လူအများကရင်တွေးကြသည်ဟု ကျောင်းသားဘဝကအစင်းစားရခက်တတရှိခဲ့ပါသည်။ကြပြာသည်ဆုံးမစာကြည့်လည်းမဟုတ်။တံဝေကကြပြာလည်းမဆန်း။တတိပေးနှိုးစော်စာလည်းမဖြစ်။ဘဝတစ်ခုဖြစ်တည်နေမှုတွင်ချစ်ရမည်အသည့်ကိုလေးတန်းအေးအေးဖြင့်လေးနှံ့တင်ငိန်စွာလှစ်ပြသောကြပြာတဘောဖြစ်၍အများကနှစ်ချိုက်ကြဟန်တူပါသည်။သို့သောတင်သေးသွားသောကြပြာသည်တက်နေလိုက်ရုံနဲ့မပြီး က်လက်တွေးဆစဉ်းမျောပါမှအပြအရာတာကို အပြည့်အပြင်ခံစားမိပါလိမ့်မည်လူတို့သည်လူဟု၍ဖြစ်လာရတွင်မွေးဖွားခြင်းမှစတင်ကတည်ဆုံးခြင်း၌နေကုန်ချုပ်ချရပါသည်မွေးဖွားခြင်းနှင့်တည်ဆုံးခြင်းဆက်ကြားတွင်နေထိုင်ခွင့်ရသူများလည်းရှိကြသကဲ့သို့မွေးဖွားခြင်းနှင့်တည်ဆုံးခြင်းတစ်ဆက်တည်းဖြစ်ခဲ့ရသူများလည်းရှိပါသည်ယေဘုယျအားဖြင့်လူတို့သည် ဇာတိစရာဖြာတိမရဏလမ်းစဉ်အရာမွေးဖွားလာကြသည်။အိုမင်းလာရသည်။နာဖြားလာရသည်။ထို့နောက်တေဆုံးသွားရပါသည်။ဤသို့အိုနာတေခြင်းကိုဆရာစောကြီးကလူတူဦးပိပိဓမ္မရာဖြစ်သည်ဟုအမှန်လက်ခံထားပါသည်။သို့တော်ဆရာသည်လက်ခံထားရုံနဲ့မပြီးသေး။တူတမီကသို့တော်လေဟူသောစကားဖြင့်စန့်ကျင်ဘက်လှဲ့ကအတွေးဆက်ပါသည်။ မိမိသေးဆုံးပြီးနောက်မိမိမွေးဖွားခဲ့သောမြေကိုအခြေအနေတိုးတက်မြင်မားစွာကြံ့ရင့်ကောင်းတဲ့သည်ဟုဆရာဇော်ကြီးကဥစွာဆိုပါသည်စဉ်းစားကြည့်ပါမည်ကျွန်တော်တို့သည်အမိဝမ်းကြားတိုင်းမှထွက်လာပြီးနောက်ကျွန်တော်တို့ကိုဒုရယဌာနအဖြစ်လက်ခံထားသောနေရာမှာမဟာပထဝီမြေကြီးပင်ဖြစ်ပါသည်ကျွန်တော်တို့သည်အမိကဘာကိုအမိပြုကနေထိုင်သွားလာလှုပ်ရှားကြသည် မြေမဖြစ်ထွန်းသောဆိုင်ရည်စပါတည်သေးဝလံများနဲ့တွင်းထွက်တဘာဝတယံဇာတများကိုကျွန်တော်တို့ခံစားသုံးဆောင်နေကြပါသည်မြေပေါ်တွင်ကျွန်တော်တို့ပောက်ပဲသိနံလဲစိုက်ပြိုးသည်တိုက်တာအဆောက်အုံများလဲတည်သည်တို့ပြင်ကျွန်တော်တို့သည်ကဘာဦးကောင်းပေါ်၌အငြင်းကြီးများပင်စွန့်ပြေးကြပါသေးသည်မကြီးမညူပဲအလွန်တရာတန်းကြီးခံလာသောကဘာမြေပါတကားထို့ကြောင့် ဒီကဘာမြေဒီကျွန်တော်တို့အဖို့အမေဖတပွဲကျေးဇူးကြီးလာသည်ဟုဆိုလိုက်ချင်ပါသည်မင်းကြီးမင်းသားတပါးအနေဖြင့်ပဲတော့အခါမှမမေ့အပ်တော့အခါသုံးပါရှိသည်ဟု၍မှတ်သားပူပါသည်၎င်းတို့မှာတူဤမွေးဖွားရာပညာသင်ကြားရာနှင့်မင်းမြောက်ဘိတ်သိက်သုံးခံရာနေရာတို့ပင်ဖြစ်ပါသည်ဒီကဘာမြေဤကျေးဇူးကိုကျွန်တော်တို့လက်လူရှုစေအောင်တော့ သူကဆက်ပြီးတန်ကြီးခံနေပါဦးမည်။သို့တော့ကျွန်တော်တို့သူ့ဂျေစုကိုတော့မကန်းအပ်ပါချင်။တကဘာလုံးကိုမီးလောင်တိုက်သုံးမြင့်အတွေ့မျိုးမှာရုပ်လာပါသည်။အ ਨੇ ဆောင်နေဖြင့်မိမိကိုယ်ကိုသာကောင်းစွာတိဆောက်ခြင်းအဖြစ်ကဘာမြေကြီး၏အကျိုးကိုတည်ဖို့ဆောင်ရွက်တင်ပါသည်။ထို့ကြောင့်ဆရာဇော်ဒီကတင်ပွားသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသိဟုဆိုခဲ့ဟန်တူပါသည်။ တက်မှန်၍ဆရာဇော်ကြီးကမိမိတည်ဆုံးပြီးနောက်မိမိအမျိုးသားစာပေနဲ့ဘာသာစကားအကျိုးကိုအချိန်နေတိုးတက်မြင်မာခဲ့အောင်ကြံဆောင်ဖို့ဆိုပါသည်တကယ်တမ်းစဉ်းစားဆင်ခြင်ကြည့်ပါလေကျွန်တော်တို့သည်မိမိကိုယ်ပိုင်စာပေမရှိရင်မျက်ကန်းနဲ့တူနေပါလိမ့်မည်လူသားအမျိုးထပ်ပြောရရင်မိမိအမျိုးသားရေးနဲ့ပတ်သက်၍တမိုင်းရာဇဝင်မှတ်တမ်းမှတ်ရာများမကြံရှိခဲ့ပါလေရင်ကျွန်တော်တို့သည်မိမိကိုမိမိ အရင်စအမြင့်မြေကြီးပြုနိုင်မည်မဟုတ်ပါမိမိကိုမိမိမြည်တို့သောအမျိုးအနွယ်မှပေါက်ပွား၍မြည်တို့သောအားသာချက်အားနည်းချက်များရှိမည်ကိုခံမှန်းတွက်ဆနိုင်မည်မဟုတ်ပါရှေးဘိုးဘေးဘီပင်တို့၏အကျိုးပြတို့ကိုလည်းမျှော်မြင်ထောက်ရှုနိုင်မည်မဟုတ်ပါထို့နည်းတူစွာကျွန်တော်တို့သည်မိမိကိုယ်ပိုင်ဘာသာစကားမရှိလျင်ဆုံးအားနားမကြနှင့်တူနေပါဦးမည် ဘာသာစကားသည်တဦးနဲ့တဦးကြားဆက်သွယ်ရေးတန်တမာန်ဖြစ်သည်နှင့်အညီဘာသာစကားမရှိခဲ့ပါကလူတို့အကြားအဆက်အဆံအလင်ပြတ်သွားလိမ့်မည်ပြီးလျင်နှုတ်ဖြင့်ပြီးစရာမည်ကိစ္စများအတွက်အစားထိုးလှုပ်ဆောင်ရမည်ငုံများထပ်ဆောင်ပူလာပါမည်ထို့တက်ဆိုးဝါးသည်ကနှုတ်အစားကာယအားဖြင့်လှုပ်ဆောင်ချက်မှာနှုတ်လောက်ထိရောက်ခြင်းမှာထိရောက်ပါလိမ့်မည် ထို့ကြောင့်လဲစကားပြောတဲ့ချိန်မှစကားချစ်စရာဖေဖေမိမိခေါ်တတ်သည်မှအမိဘာသာစကားဤကျေးဇူးမှာများများလာပါသည်အမျိုးသားစာပေနှင့်ဘာသာစကားကို ထိမ့်သိမ့်ခြင်းသည်လူမျိုးတမိုင်းနှင့်ယဉ်ကျေးမှုကိုစောင့်ရှောက်ရာလဲရောက်ပါသည်စာပေဘာသာစကားကျေးဇူးကိုထောက်ထားသောအဖြစ်မည်သည့်အခါမှမိမိသဘောဖြင့်အမျိုးသားစာပေနှင့်ဘာသာစကားကိုပုံမဖြတ်သင့်ပေ။ထို့ကြောင့်လဲဆရာစကြီးက ။တင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြင့်ကြံကောင်းသိင်ဤဟုဆိုခဲ့ဟန်သူပါလေ။နောက်ဆုံးအနေဖြင့်ဆရာဇော်ကြီးကမိမိတေဆုံးပြီနော်။မိမိဤဘာသာတစ္ဆာနဲ့ဉာဏ်ပညာကိုလဲပြောင်းဝင်းလျက်ကြံရှိစေဖို့ရာဆိုပါလေ။လူမှန်လျင်အကြောက်တရားနဲ့ကင်းတီကရှားပါလေ။ မြေရေနေမီတဘာဝမှာစ၍လူတို့ကြောက်သည့်အရာများမှာလည်းအမျိုးမျိုးရှိနေတတ်ပါလေအ धिक အားဖြင့်လူမှန်လျင်မကောင်းမှုပြုလုပ်ရမည်ကိုကြောက်တတ်စမြဲသို့သော လူတို့သည်ထိုအကြောက်တရားများကိုကျော်ပါတတ်သာစေရန်ဘာသာတရားများကိုကိုးကွယ်ယုံကြည်မှုပြုကြပါသည်သို့ဘာသာတရားများကလည်းသူတို့ကိုအကြောက်တရားပြေစေရန်စွမ်းဆောင်နိုင်ကြပြန်ပါသည် တနည်းအားဖြင့်ဘာသာတရားကိုယ်ဝယ်ယုံကြည်မှုမှာသူတို့ဤတရားဖြစ်ပါသည်ထို့တရားတရားမှန်စွာထားပုံကိုလည်းလူတို့ကဂုပထိုးတိမ်ချောင်းဇယက်ဆောက်ကသက်တည်ပြတတ်ကြသည်ပြီးလျင်လူတို့သည်မှန်ကန်သောတစ္ဆာကိုအလှကဲ့သို့ရှာဖွေမမောကြပါသည်အထူးသဖြင့်ဓမ္မနှင့်အာဓမ္မရှင်လာလေဓမ္မတိသာအနံ့ရစမြဲဟုသော စ္စာကိုလူတို့ခုံမင်းတွေ့တာကြပါသည်တစ္စာဟုသည်ပြောင်းလဲယူထုံးစံမရှိဤသူပယောဂကြောင့်မှလည်းမညိဤသူပယောဂကြောင့်မှလည်းမညိတဘာဝဘေးစိုးအန္တရာယ်များကလည်းမဖြောက်ဖြက်နိုင်ပဂရီကြည်လင်တန်ရှင်းစေသောအရာမှာတစ္စာဖြစ်ကြောင်းလူတို့ညာကကြီးမားကြံစနိုင်ပါလိထို့သောဘာသာ သစ္စာနဲ့ဉာဏ်ပညာကိုအချင်းချင်းအပြန်အလှန်တိမ်မီကျေးဇူးပြုနေကြတော့လူတို့အကြောင်းကြယ်ပြန့်ပွားများအောင်ထမ်းရွက်ခဲ့တင်ပါလေထို့ကြောင့်ဆရာစောကြီးကစေတီတာနဲ့သစ္စာအယောင်ဉာဏ်တစောင်းလဲပြောင်းလျက်ဝင်းလျက်ကြံစီတည်းဟုဆိုခဲ့ဟန်တူပါတော့သည်ဆရာစောကြီးကမိမိသေးဆုံးပြီးနောက်မိမိနေထိုင်ရာကမ္ဘာမြေအရေးအမျိုးသားစာပေဘာသာစကားအရေးနဲ့ ဘာသာသစ္စာဉာဏ်ပညာအရေးတို့ကို တိုးတက်မြင့်မားအောင်ကြံဆောင်ခဲ့ဖို့ဆိုပြီးပါပြီ။ထို့အရာကိုဆရာကျော်ကြီးကစကားပရိယေဖြင့်ဆိုခဲ့သည်ဟု မြင်မိပါသည်။အထက်ပေါ်ပြပါအရေးများသည်မိမိမသေးလွန်မီကတည်းကလှုပ်ဆောင်မှသာလက်တွေ့အကြဆုံးဖြစ်မည်။မျက်မြင်ဒိဋ္ဌရှိမည်။ကိစ္စများလည်းတေချာပေါက်ပြီးစီးခဲ့ပါမည်။ထို့ကြောင့်ဆရာကျော်ကြီးသည် ်တင်သေးသွားတော့ဟူသောစကားဖြင့်တင်မသေးမီလောက်အပ်ခဲ့သည့်ကိစ္စများကိုရိုးရိုးရှင်းရှင်းရေးဖွဲ့ပြသည်မှာပိန်မွေ့နန်းနေလာပါတော့သည်ဟူဝအော်အော်တေး